ဒီနေ့ကဘာပေါ်မှာလူတန်းပေါင်းများစွာကတက်တူးတွေကိုခန္ဓာကိုယ်မှာအမှတ်သားဖြစ်နေထိုးလာကြပါတယ်။အဲတက်တူးထိုးတာဖွံ့ဖြိုးပြီးနိုင်ငံတွေမှာခန္ဓာကိုယ်ဥပညာတရားဖြစ်နေရေပန်းစားလာခဲ့ပြီးတော့နှစ်ထောင်ပြည့်နှစ်စောပိုင်းမှာဆိုလို့ရှိရင်လူဦးရေ20ရာနှုန်းကန်လောက်ကတက်တူးထိုးရရပါတယ်။အဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့စစ်တမ်းတွေရဆိုလို့ရှိရင်အမေရိကန်နဲ့ဥရောပတွေမှာအသက်40အောက်လူငယ်တွေမှာတက်တူးထိုးနှုန်းအများဆုံးဖြစ်တယ်လို့တွေ့ရှိရပါတယ်။တက်တူးကိုခန္ဓာကိုယ်မှတ်သားတာမှာကပဲနော်။မျက်ကုံးတက်တူးထိုးတာတွေ နှက်ခမ်းရောင်ဖြစ်ရတယ်အစရှိရပါတော့အလှပရေးရဆိုင်ရရွက်ချက်တွေနဲ့လည်းအသုံးများလာကြပါတယ်အဲတတုထူတာဒီနေ့ကလူငယ်တွေကြားမှာရေပန်းစားလာအောင်အများဒီကောင်နဲ့ဆက်ဆက်နေတဲ့ကျမကြီးဆိုလို့လည်းသိရှိထားဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာကျွန်တော်ကတက်တူမထိုးခင်လူငယ်တွေတည်တင်းတည်တိုက်တဲ့ကျမကြီးဆိုင်ရာချက်လက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာဆိုရင်တက်တူစီးမင်းနဲ့ပတ်သက်ပြီးတော့စီးမင်းစည်းကမ်းတွေမတက်မတ်ခင်တည်းကတက်တူစီးမင်းတွေကို တတုဆရာတွေကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့ပြီးတော့အစိတ်ဖြစ်စေတဲ့ဓာတုပစ္စည်းများနဲ့တတုတက်များပါဝင်လေးရှိပါတယ်။အခုခါမှာနိုင်ငံများစွာမှာတတုဆေးမင်ထုတ်လုပ်တဲ့ဟာကိုစီမင်းစည်းကမ်းတွေနဲ့ထိန်းချုပ်ထားပြီးမြဲတတုဆေးမင်တွေကြောင့်ဖြစ်ပွားနိုင်တဲ့ကျန်းမာရေးဆိုင်ရာအန္တရာယ်ကတော့ရှိနေသေးဖြစ်ပါတယ်။တတုဆေးမင်တွေအတွက်အသုံးပြုတဲ့ဆေးရောင်တွေမှာဘရာ၊ခဲ၊နီကယ်၊ကက်ဒမီယမ်စတဲ့တတုတက်တွေပါဝင်ပြီးတော့ ဲ့တတုဒတ်တွေဟာလူသားတွေအတွက်ကင်ဆာဖြစ်စေနိုင်တယ်လို့သူတွေသနာတွေကဖော်ပြထားကြပါတယ်။တတုထိုးတာကြောင့်မလို့ဒီဆေးမင်တွေဟာအေးပြားလောက်အောက်ကိုရောက်ရှိပြီးတော့ချိန်ကြလာနဲ့မျှပြင်ရင်ကြောဝတစ်ဆင့်အကျိတ်တွေနဲ့သွေးကြောတွေကိုရောက်ရှိပြီးတော့နောက်ဆက်တွဲကျန်းမာရေးဆိုးရိုးတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။အခုဆက်ပြီးတော့တတုထိုးတာကြောင့်ဖြစ်ပေါ်နိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုပြောပြပေးသွားပါမယ်။အဲပထမဆုံးဆိုးကျိုးကတော့အေးပြားပိုးဝင်တာနဲ့ကူးဆက်ရောဂါဖြစ်တာပဲဖြစ်ပါတယ်။ ။တက်တူးထိုးတဲ့အခါမှာဆွေးနွေးတကြပိုးတက်တက်ဆင်ထားခြင်းမရှိတဲ့အက်တီကိုသုံးပြတာတွေအရေးသွေးမပြည့်မီရဲ့တက်တူးဆေးမင်တွေကိုသုံးတာတွေကြောင့်အရေးပြားပိုးဝင်တာတွေသွေးရတဆင်ကူးစက်တတ်တဲ့ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ဆေးမင်အက်ထိုးတဲ့နေရာဝန်းကျင်တစ်ဝိုက်မှာအရေးပြားရောင်ရမ်းတာပိုးဝင်တာတွေလည်းဖြစ်နိုင်ပါတယ်။တကယ်လို့တစ်ခါသုံးအက်ကိုသုံးမပြူဘူးဆိုရင်တော့တဲရောင်တဝါဘီပိုးနဲ့စီပိုး HIV ပိုးကာလာသားယောဂါဘူအနာကြီးယောဂါတွေအေးပြားတီဘီယောဂါတွေအဲ့လိုမျိုးယောဂါတွေလည်းကူးစက်နိုင်ပါတယ် နောက်တစ်ခုကတော့အရေးပြားဓာတ်မတည့်တာပါဆေးမင်တွေမှာပါတဲ့ဓာတုဗီတာပစ္စည်းတွေကြောင့်တတုထိုးတဲ့အချိန်မှာအရေးပြားဓာတ်မတည့်မှုတွေဖြစ်ပေါ်နိုင်ပါတယ်အရင်တုန်းကဓာတ်မတည့်မှုရှားသူတွေရှိရတဲ့သူတွေနဲ့အရေးပြားထိခိုက်လွယ်တဲ့သူတွေမှာဆိုရင်ဓာတ်မတည့်နိုင်ခြင်းပုံများပါတယ်အဲ့တော့ဓာတ်မတည့်လက္ခဏာတွေကတော့နီရဲတာတွေရှောင်ရမ်းတာတွေပူပိန်ထွက်တာတွေအရေးကြီးမှုတွေထွက်တာတွေရှားရမ်းတာတွေပေါ့နော်အဲသတိပြုရမှာကဒီလက္ခဏာတွေကအများအားဖြစ်တော့တတုထိုးပြီးတော့သိပ်မကြခင်မှာဖြစ်ပေါ်တတ်ပြီးမြဲ့ တစ်ခါလေးမှဆိုရင်ရက်တရက်ဘတ်ဒါမှမဟုတ်ရှင်နှစ်တည်ကြမှာလဲစဖြစ်နိုင်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်။နောက်တစ်ခုကတော့အရေပြားမှာအမာရွတ်ဖြစ်ခြင်းဖြစ်ပါတယ်။အဲတက်တူးထိုးတာကအရေပြားအတွင်းလွှာဖြစ်တဲ့ damage မှာဒဏ်ရာဖြစ်စေပြီးတော့အဲ့ဒီဒဏ်ရာကောင်းကောင်းမကျက်လို့ရှင်အမာရွတ်တွေကျန်နိုင်ပါတယ်။အရေပြားပိုးဝင်တာတွေဓာတ်မတည့်တာတွေတက်တူးနေရာကိုပုတ်ခြင်းကုတ်ဖဲ့ခြင်းအဲ့ရနေစဉ်အမာရွတ်ဖြစ်တာကိုပိုဖြစ်စေနိုင်ပါတယ်။ အဲတစ်ခါတစ်ခါဆိုလို့ရှိရင်တော့ key right လို့ခေါ်တဲ့ဖောင်းကြွနေတဲ့အမာရွတ်တွေဖြစ်ပြီးတော့အဲ့အမာရွတ်တွေက၃လကနေတစ်နှစ်လောက်ထိကြာပြီးတော့ပြင်းထန်လို့ရှိရင်ဘီပြားဆောင်နဲ့ကုသမှုတော်လိုအပ်တဲ့အထိဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ကင်ဆာဖြစ်နေတာပါ။တက်တူးထိုးတာနဲ့ကင်ဆာဖြစ်တာကဓာတ်ရိုက်ဆက်ဆက်မှုတော့မရှိဘူးဗျ။ဒါပေမဲ့ဒီတက်တူးဆေးမြင်တွေမှာပါတဲ့တက်ထုတွေနဲ့ဓာတ်ရုပ်ဝေဒပစ္စည်းတွေကတော့ကင်ဆာဖြစ်နိုင်ရည်ရှိရပါတော့။အဲတက်တူးထိုးတဲ့သူတွေမှာရည်ပြားကင်ဆာနဲ့ပြည်ကျိတ်ကင်ဆာဖြစ်ပေါ်မှုလည်းပိုများရလို့သူတေသနာတွေကပြောကြပါတယ်။နောက်တစ်ခုကတော့ ီ MIN ရိုက်တဲ့အခါမှာနော်တလိုင်းတက်မှန်လို့ခေါ်တယ် MIN ရိုက်တဲ့အခါမှာရေပြားတုတ်ပြန်မှုဖြစ်တာပေါ့အဲ့တော့တကယ်လို့တက်တူးထိုးရတဲ့သူကအကြောင်းဆုံးတွေအကြောင်းကျမကြီးဒီပြဿနာတက်တဲ့အခါမှာ MIN ရိုက်ရမယ်ဆိုရင်အဲ့လိုမျိုး MIN ရိုက်တဲ့အခါမှာတက်တူးထိုးရတဲ့နေရာမှာမီးလောင်လို့နာကျင်မှုခံစားရတတ်ပါတယ်တခါလီမှာဆိုရင်တက်တူးဆေးမင်တွေက MIN ရဲ့ပိုးရိပ်ယူသူကိုကြာဆင်းစင်နေပြီးတော့ယောဂါရှာပွေးတဲ့နေရာမှာအခက်အခဲတွေ့ရနေပါတယ်ဟုတ်ပြီဒီတော့ကျွန်တော်တက်တူးမထိုးခင်မှာ3ပြရမယ့်အချက်လေးကိုပြောပြပေးသွားပါမယ် ဲ့တော့တကယ်လို့တက်တူထိုးရမယ်ဆိုလို့ရှိရင်ဒီချက်တွေကိုသတိပြုဖို့လိုပါတယ်အဲ့တော့နံပါတ်1ကတော့လိုင်းစင်နဲ့အတွေ့အကြုံရှိတဲ့တက်တူဆရာကိုရွေးချယ်ပါအဲ့ဒါအကောင်းဆုံးပါပေါ့နော် နောက်တစ်ခုကတော့နံပါတ်2ချက်ကတစ်ခါတော့အကိုအသုံးပြုပြပါပေါ့နော်အဲ့နံပါတ်3ကတော့တက်တူထိုးမဲ့အရေပြားကိုတော့တည်တည်ချာချာနဲ့ပိုသက်တန့်စင်ပေးပါနံပါတ်4ချက်အနေနဲ့ကတော့အသုံးပြုမဲ့တက်တူမင်မျိုးစားနဲ့ပေါအောင်ပစ္စည်းတွေကိုတည်တည်ချာချာတိထားဖို့ဒီခါလေးလေ့လာပေးထားပါအဲ့ဒါမှ damage တဲ့ခါကျရင်ဘာကြောင့် damage တယ်ဆိုတာရှာလို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ မဲ့တောင်းလို့ရှိရင်ဖူးကျိတ်ရှိတဲ့နေရာတွေမှာတက်တူးထိုးမယ်ဆိုလို့ရှိရင်မတို့ခင်မှာအရေးပြားဆရာဝန်နဲ့တေချာစမ်းသပ်ဆက်ဆေးပေးပါလို့ပြောချင်ပါတယ်။ဒါဆိုရင်ဆက်ပြီးတော့ကျွန်တော်တက်တူးထိုးပြီးတဲ့အခါမှာလိုက်နာမယ်ချက်လေးပြပြပေးသွားပါမယ်။အဲ့တော့တက်တူးအများစုကတော့ထိုးပြီးတော့နှစ်ပတ်ခန့်ကြာမှာအနာကျပါတယ်။အဲ့ဒီကာလအတွင်းမှာပိုးဝင်စေဖို့နဲ့အနာမြန်ကျက်စေဖို့ဆိုရင်ဒီချက်တွေလိုက်နာဖို့လိုပါတယ်။အဲ့တော့ဘယ်လိုချက်တွေလဲကျွန်တော်ဆက်ကြည့်အောင်နော်။အဲ့တော့နံပါတ်၁ချက်အနေနဲ့တက်တူးထိုးရတဲ့နေရာကိုတန့်ရှင်းအောင်ထားရမယ်။နှစ်ချက်အနေနဲ့တော့နေအောင်တိုက်ရိုက်ထိတာကိုကောက်ွယ်ပေးရမယ်။ နံပါတ်3ကတော့တက်တူးထိုးတဲ့နေရာကိုစီပါတဲ့လိုရှင်တော့မို့ရှင်ရေတက်ဖြည့်တဲ့ခရင်လေးလေးပေးရမယ်။နံပါတ်4အနေနဲ့အဲ့ဒီအချိန်မှာတော့ရေကူးတာကိုရှောင်ပေးရမယ်။နံပါတ်5အနေနဲ့တက်တူးနဲ့ကတ်နိုင်တဲ့အဝတ်အစားတွေကိုမိုးဆင်တယ်ဥပမာနိုင်လွန်နဲ့တင်းကျပ်တဲ့ဝတ်တွေပေါ့နော်။အဲနံပါတ်6ချက်အနေနဲ့ကတော့တက်တူးနာကျက်တဲ့အထိမှာအရက်တောက်တာတွေအပြင်းထန်အကားစားလုပ်တာတွေချွတ်ထွက်များတာတွေအဲ့လိုအလုပ်တွေကိုလုပ်တာတွေကိုရှင်းသင်ပါတယ်ပေါ့နော်။ ဲ့တော့နောက်ဆုံးချက်အနေနဲ့ပြောရရင်တော့ပိုးဝင်တဲ့လက္ခဏာတွေဖြစ်ပေါ်မယ်ဆိုရင်အေးပြားဆရာဝန်နဲ့ချက်ချင်းပြပြီးတော့တိုင်ပင်သင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုညီကုန်းချုပ်လိုက်ပါတယ်ဒီဗီဒီယိုလိုကြည့်ရတဲ့လူတွေအနေနဲ့တက်တူးထိုးမဲ့သူတွေဖြစ်ခဲ့မဲ့ဆိုလို့ရှိရင်တက်တူးမထိုးခင်မှာတည်တင်းတိတိုက်တဲ့အချက်တွေကိုတည်သွားကြမယ်လို့ပြောလင်ပါတယ်ဒီလိုကျမရေးပူဇူတာဗီဒီယိုတွေကျွန်တော်တို့ရဲ့ AN channel ကအမြဲတမ်းတင်ဆက်ပေးပါမလို့ကျွန်တော်တို့ရဲ့ AN channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောနေတယ်ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုကြောင့်ပြန်တွေ့ကြမယ်နော်